မင်္ဂလာပါရှင်ဒီကနေ့ရဲ့နောက်ဆုံးရထိတ်တန်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။အိုးတိန်တွင်ကျင်းရွာလေးချောင်းတိုက်ခိုက်မှုလက်တုံပြန်တဲ့အနေနဲ့တောင်ငူလီတပ်စခန်းကိုလက်နက်ကြီးများနဲ့ပစ်ခတ်တိုက်ခိုက်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။ကျောင်းသား20ကျော်တည်ဆောင်းကြရတဲ့စစ်ကောင်စီရဲ့အိုးတိန်တွင်ရွာစာတင်ချောင်းလေးချောင်းတိုက်ခိုက်မှုကိုလက်တုံပြန်တဲ့အနေနဲ့ဘကိုတိုင်းတောင်ငူမျိုးရှိလေးတပ်စခန်းကိုရှော့လိုက်တုံများနဲ့တိုက်ခိုက်ခဲ့တယ်လို့ Brace Warrior for မြန်မာအဖွဲ့ကဆိုပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းကတပင်းရင်းမြို့နယ်ဦးထိန်တွင်းရွာစာတင်ကျောင်းကကလေးတွေကိုပုံကျဲတပြက်ခဲ့မှုပေါ်လက်တုံပြင်ခြင်းလည်းဖြစ်ပါတယ်လို့၎င်းကပြောပါရီတောင်ငူလီတက်စကန်ကိုမီလာ16ရက်မနက်10:48မိနစ်မှာတရားခုနှစ်မှာရှော့ဒိုက်တုံးစက်တလုံးနဲ့ပြစ်ခတ်ခဲ့တာဖြစ်ပြီးရှော့ဒိုက်တုံးရှင်လုံးအောင်မြင်စွာပြစ်ခတ်နိုင်ခဲ့တယ်လို့ဆိုပါရီအဲဒီစစ်စင်ရေးကို Brace Warrior Form မြန်မာ BWN ဖွဲ့ရဲ့ဦးဆောင်စီမံမှုနဲ့ Mountain Night Civilian Defense Force Anti-Crop People Liberation Force နဲ့တန်တောင်မြောက်ပိုင်းအထူးဒေသဖွဲ့တို့ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။လေဒတ်စကန်တွေကတော့တော်လိုင်းအင်အားစုတွေအတွက်တင်မကအောင်ပြည်သူတွေအတွက်ပါအတော်ဒုက္ခပေးနေတဲ့ရန်သူတပ်ဖွဲ့တွေဖြစ်တယ်။သူတို့တိုက်ခိုက်နေနေချင်းကပြည်သူကိုကာကွယ်ပေးရရောက်တယ်လို့တော်လိုင်းအောင်နိုင်ခြင်းရဲ့တောကြလဲဖြစ်တယ်။ အဲ့ဒါကြောင့်ကျွန်တော်တို့ကနိုင်တဲ့ဘက်ကနေပြည်သူရန်သူတပ်ဖွဲ့ကိုဖြိုလဲဖို့စူးစမ်းပြီးနေတာပါလို့အထက်ပါတာဝန်ရှိသူကပြောပါရယ်။အဲ့ဒီတိုက်ခိုက်မှုအပြီးမှာစစ်ကောင်စီဘက်မှလက်နက်ကြီးများနဲ့ပြန်လည်ပစ်ခတ်မှုရှိကြောင်း၎င်းကဆိုပါရယ်။အဆိုပါစစ်စင်ရေးက BWN ရဲ့38ကြိမ်မြောက်စစ်စင်ရေးဖြစ်ပြီးစစ်ကောင်စီဘက်မှထိခိုက်မှုချိန်ဒီနဲ့ပတ်သက်ပြီးစုံစမ်းနေစဉ်ဖြစ်ကြောင်း၎င်းကပြောပါရယ်။နှွေဦးတော်လိုင်းအောင်မြင်စေဖို့စကားစာလီတက်ကိုဖြိုလဲအောင်လီတက်များတိုင်လီများပိုင်းလို့များလင်းရင်စီပုံတိတစားတို့ထုတ်လုပ်တဲ့စက်ရုံပါဝင်လီတက်ကို အားဖြင့်တောင်းတိုင်မျိုးစုံကိုနှိမ်နှင်းဖို့လလန်းမိတဲ့တော်လိုင်းအင်အားစုများပြည်သူများဘက်မှဝိုင်းဝန်းကြိုးပမ်းကြဖို့မြစ်တာရက်ခံလို့ကြောင်းထုတ်ပြန်ထားပါရယ် BWN နဲ့မဟာမိတ်ဖွဲ့တွေက AB 30ရက်ကလည်းတာငွေလီတက်စကန်နဲ့တာမိုင်းနိုင်စစ်ဌာနချုပ်တို့ကိုလက်နက်ကြီးတွေနဲ့တိုက်ခိုက်ခဲ့ရာတိုက်ခိုက်မှုများကြောင့်သတင်းထုတ်ပြန်ထားပါရယ် နောက်ထပ်တပုံအနေနဲ့ကိုမြင့်ဆောင်အညာမြေပြင်စစ်စင်ရေးတိုက်ပွဲပြင်းထန်နေရေးဆွဲကြောင်းတင်ဆက်ပြပါမယ်။စကိုင်းတိုင်းမြင်းဆက်ခရိုင်မှာပြုလုပ်တဲ့ကိုမြင့်ဆောင်အညာမြေစစ်စင်ရေးကဒီကနေ့တောင်တာမြို့နယ်ထနောင်းကုန်းပြူစောတီရွာနဲ့နှတို့ကြီးမြို့နယ်ဝက်လူးရွာတွေမှာတိုက်ပွဲတွေဆက်လက်ပြင်းထန်နေပြီးစစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုတွေတလဲဆက်ပြုလုပ်နေရလို့ဒေသခံတွေနဲ့တော်လိုင်းတရင်အင်းမြစ်တွေစီကသိရပါရတယ်။ မေလ15ရက်ကစတင်ခဲ့တဲ့ကိုမြင့်ဆောင်အညာမြေစစ်စင်မှာမြင်းကြံတောင်တာနထိုးကြီးမြို့နယ်ကစစ်ကောင်စီစကန်တွေကိုတော်လိုင်းတပ်ဖွဲ့တွေဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။တိုက်ခိုက်မှုတွေထဲမှာမြင်းကြံမြို့အထက်ကကြောင်ပြုံရွာစမီကုန်းနထိုးကြီးမြို့နယ်ကမြန်မာတရုတ်ဓာတ်ငွေပိုင်လိုင်းဆောင်စကန်ဝက်လူရဲစကန်တောင်တာမြို့နယ်ကစစ်တပ်နဲ့ပြူစောတီပူပေါင်းတပ်ထိုင်နေတဲ့တနောင်းကုန်းရွာတို့ကိုတော်လိုင်းတပ်တွေထိုးစစ်ဆင်တိုက်ခိုက်နေပြီးမေလ18ရက်နေ့ထိတိုက်ပွဲတွေပြင်းထန်နေပါတယ်။မိတီလာတတအုပ်ဘက်ကနေဝိုင်တွဲတွေဂျက်ဖိုက်တာတွေနဲ့ဇက်တိုင်းလာကျဲနေတာနထိုး ြီးမြို့နယ်ကိုလည်းဝဲတဲ့ချလာတော့တောင်သာဘက်ကိုတစ်ချိန်လုံးသွားချနေရလို့ဒေသခံတအုပ်ကပြောပါရယ်ဒီစစ်စင်ရေးမှာစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်မြင်းကြံခရိုင်တိုင်ရင်းတွေကရဲဘော်တို့ကြာဆုံးခဲ့တယ်လို့သိရပါရယ်ဝက်လူးစကန်အခြေအနေကကိုဘက်ကစစ်ရေးအသားစီနဲ့တိုက်ခိုက်နိုင်ခဲ့တဲ့အခြေအနေလို့တော့ပြောလို့ရပါရယ်လို့တော်လိုင်းဒေသတရင်အရှင်မြစ်တအုပ်ကပြောပါရယ်လက်ရှိမှာမြင်းကြံမျိုးအထွက်ကကြောက်ပြုံရွာစစ်တပ်အထိုင်းစကန်နဲ့စီမီးကုံကစစ်တပ်စကန်တွေမှာလည်းစီရင်တင်မာနေရလို့သိရပါဗျ။လက်ရှိအချိန်မှာကိုမြင်းဆောင်အညာမြင်းစစ်စင င်ကြီးနဲ့နှစ်ဖက်တိုက်ပွဲရလဒ်တွေကိုအပြည့်စုံမတိရသေးပဲစစ်ကောင်စီဘက်ကလေကြောင်းပစ်ကိုအကြိမ်ကြိမ်ပြုလုပ်နေသလိုတိုက်ပွဲတွေလည်းပြင်းထန်နေသေးပဲလို့ဒေသခံတွေရဲ့တော်လိုင်းသတင်းရင်းမြစ်တွေကပြောပါရယ်ဒီစစ်စီရင်မှာပါဝင်နေကြတဲ့တိုင်ရင်းတွေဟာတိုက်ပွဲပြင်းထန်တာမို့လက်နက်ခိုင်ရန်အသုံးပြုမှုများပြားတာကြောင့်နီးစပ်ရာတပ်တွေကိုကူညီကြဖို့လည်းတော်လိုင်းတပ်တွေကနှိုးဆော်ထားပါရယ် နောက်ထပ်တပုတ်အနေနဲ့2015နဲ့2020ရွေးကောက်ပွဲမှာအဆက်တကွဲရှုံးထားတဲ့ကြမ်းခိုင်ပါတီကစစ်ကောင်စီရွေးကောက်ပွဲမှာပညာတတ်ကိုစလင်လောင်း80ရာခိုင်နှုန်းနဲ့ရှင်းပြိုင်မယ်ဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ 2015နဲ့2020ပြည်နှစ်အထွေထွေရွှေကောက်ပွဲတွေမှာခွက်ခွက်လန်းရှုံးနေခဲ့တဲ့ပြည်ထောင်စုကြံ့ခိုင်နေဖွံ့ဖြိုးရေးပါတီ USDP ကပွဲရပညာတတ်80ရာခိုင်နှုန်းပါဝင်တဲ့ကိုယ်စားလှယ်လောက်တထောင်ကျော်နဲ့စစ်ကောင်စီကပြုလုပ်မဲ့ရွှေကောက်ပွဲမှာဝင်ရောက်ရှင်ပြိုင်မှာဖြစ်ကြောင်းအဲ့ဒီပါတီပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။၎င်းပါတီပြောရေးဆိုခွင့်ရှိသူတွေအတွင်ကတအုပ်ပါဝင်ဖြစ်တဲ့ဒေါက်တာနန္ဒာလာမြင့်က၎င်းပါတီဝင်များကိုမေလ18ရက်နေ့မှာထပ်ပါတိုင်ပြောကြားခဲ့တာပါ။ USDP အနေနဲ့ကိုယ်စားလှယ်လောက်တထောင်ကျော်ရာသာပြီးဒေါက်တာ ွဲမဟာပွဲနှင့်အခြားပွဲရပညာတန်း80ရာခိုင်နှုန်းကျော်ပါဝင်မှာဖြစ်ကြောင်း၎င်းကထည့်သွင်းပြောကြားခဲ့ပါတယ်။ကိုဇလဲရီရဲ့ပညာရေးချင်းကတော့ဒေါက်တာပွဲဆရာဝန်ပညာရေးဆိုင်ရာဒေါက်တာပွဲ60မဟာပွဲနှင့်တခြားပွဲရသူ129ဦးစုစုပေါင်း889ဦး ရှာဂိုင်နှုံအပြင်80ရာဂိုင်နှုံပါဝင်တယ်လို့ဒေါက်တာနန္ဒလာမြင့်ကပြောပါရီဒါအပြင်စစ်တပ်မှအငိမ့်စားယူပြီး USDP ပါတီမှတစိရွှေကောက်ပွဲဝင်ရောက်ရှင်ပြိုင်မဲ့ကိုစလင်လောင်း88ဦးရှိကြောင်း၎င်းကပြောပါရီတမရော်သားအငိမ့်စား88ဦးဆိုတာကအခုမှတမရော်ကအငိမ့်စားယူပြီးပါတီကိုစားပြုဝင်ရောက်ရှင်ပြိုင်နေမှာမဟုတ်ပါဘူး2010-2015ခုနှစ်တွေကလည်းကအငိမ့်စားယူထားသူတွေဖြစ်ပါတယ်လို့ဒေါက်တာနန္ဒလာမြင့်ကဖြေရှင်းပြောကြားပါရီကိုစလင်ရွေးချယ်မှုပိုင်းမှာပြဿနာအနေဆုံးပွတ်တိုက်မှုအနေဆုံးဖြစ်အောင်စီစဉ်ဆောင်ရ က်ခဲ့ကြောင်း၎င်းကဆက်ပြောပါရယ်အဲ့ဒီလိုစက်ခိုင်ပါတီရဲ့ရွေးကောက်ပွဲဝင်ရောက်ရှင်ပြိုင်ပွဲစောလင်စွာပြင်ဆင်ထားမှုအပေါ်2030ပြည်နှစ်ရွေးကောက်ပွဲကို၎င်းတို့အနေနဲ့နိုင်မယ်အထင်အလွန်စိတ်အားထက်သန်နေတာကိုလက်ရှိပြည်တွင်းမှာနေထိုင်သူချို့ကမှတ်ချက်ပြုပါရယ်တကိုယ်တည်းပြန်ရမှာဒီလိုအခွင့်အရေးသူတို့မှမတက်ကြွရင်ဘယ်သူတက်ကြွမလဲသူတို့လည်းဒီလိုအချိန်မှပဲခွေးကတက်တဲ့ဘဝကလွတ်မာလေလို့ရန်ကုန်မြို့လိုင်တာယာမြို့နယ်မှာနေထိုင်သူအသက်40ဝန်းကျင်အရွယ်ရှိအမျိုးသားတောင်ကမှတ်ချက်ပြုပါရယ်လက်ရှိရန်ကုန်မှာ2010ပြည်နှစ်ကကဲ့သို့ရက်က ကွက်ကြီးရွာများရှိအုပ်ချုပ်ရေးမှုများကိုစက်ခါကြီးနဲ့ပတ်သက်ဆက်နွယ်သူများနဲ့အစားအသောက်ပြောင်းလဲခန့်အပ်ထားပြီးဖြစ်တယ်လို့သိရပါတယ်။စစ်ကောင်စီကအခုနှစ်ဒီဇင်ဘာလအတွင်းပြုလုပ်မယ့်ရွှေကောက်ပွဲအတွက်ဝင်ရောက်ရှင်ပြိုင်ပွဲပါတီအချို့အနေနဲ့ပြင်ဆင်မှုများစတင်ပြုလုပ်နေပြီဖြစ်ကြောင်းရန်ကုန်မြို့မြန်ကုန်မြို့နယ်မျိုးသားတအုပ်ကပြောပါတယ်။စစ်ကောင်ဆောင်မင်းရောင်လိုင်းကမလပထမပတ်တွင်တွားရောက်ခဲ့တဲ့ရုရှားနဲ့ဘလာရူခီစင်အတွင်းရွှေကောက်ပွဲကိုအစောဆုံးအနေနဲ့အခုနှစ်ဒီဇင်ဘာလနောက်ဆုံးပတ်ဒါမှမဟုတ်လာမယ့်2026ခုနှစ်ဇန်နဝါရီပထမပတ်တွင်ကျင်းပမယ်လို့ ပြောကြားထားပါတယ်။အဲဒီနောက်စစ်ကောင်စီရွေးကောက်ပွဲကိုတာဝန်ယူကျင်းပပြီးမြွေကောက်ပွဲကော်မရှင်ကအခုနှစ်ဒီဇင်ဘာလအတွင်းရွေးကောက်ပွဲကျင်းပဖို့ရှက်သတ်မှတ်ပြီးပြီဖြစ်ကြောင်းပြီးခဲ့တဲ့မေလ16ရက်နေ့ကထုတ်ပြန်ပြောကြားထားပါတယ်။ကြက်ခိုင်ပါတီကအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဝန်မဝင်ပြန်ခဲ့ပေအစိုးရကဦးဆောင်ကျင်းပခဲ့တဲ့2010ပြည်နှစ်ရွေးကောက်ပွဲမှာသာတန်တရားရီနဲ့အနိုင်ရခဲ့ပူပြီး2015နဲ့2010ပြည်နှစ်ရွေးကောက်ပွဲတွေမှာကိုယ်စားလှယ်လောက်တထောင်ကျော်နဲ့ဝင်ရောက်ရှင်ပြိုင်ခဲ့တော်လေပြိုင်ဘက် NLD ပါတီ ီကိုအဆက်တကွဲအရှုံးပေးခဲ့ရတယ်လို့သိရပါတယ်။ဆက်လက်ပြီးမင်းတပ်မှစစ်တပ်၃ရက်ဆက်တိုက်ပုံချင်းလို့တိစုံမှုရှိတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ချင်းညီနောင်ဖွဲ့စည်းပြီးတိမ့်ပိုင်ထိန်ချုပ်ထားတဲ့ချင်းပြည်နယ်မင်းတပ်မျိုးတိုက်နယ်မှတွင်ရှိချင်းရွာများကိုအာနာသိန်းစစ်တပ်က၃ရက်ဆက်တိုက်ပုံချင်းတိုက်ခိုက်မှုကြောင့်တိစုံတန်ရာရသူများရှိခဲ့ကြောင်းမင်းတပ်မျိုးနယ်ပြည်သူ့အုပ်ချုပ်ရေးဖွဲ့ကထုတ်ပြန်ပါတယ်။စစ်တပ်အနေနဲ့မေလ15ရက်မှ18ရက်ဒီဆက်တိုက်ပုံချင်းတိုက်ခိုက်မှုမှာထပ်ဆင့်ပေါက်ကွဲတဲ့ဖြန့်အပြင်း cluster ပုံအတုံးပြုခဲ့တဲ့အထောက်အထားများတွေ့ရတယ် ယ်လို့သိရပါတယ်။မေလ15ရက်တိုက်ခိုက်မှုမှာ တိုက်နယ်အမတ်1အတွင်းရှိကျေးရွာတရွာမှာစာတင်ကြောင်းအကြီးအကျယ်ပြသခဲ့ပြီးအသက်73နှစ်အရွယ်ကျောင်းသားတအုပ်နဲ့အသက်40အရွယ်မျိုးသမီးတအုပ်တို့တည်ဆောင်ခဲ့ရပြီးစစ်တပ်ဦးထံရန်ရရှိခဲ့ကြောင်းသိရပါတယ်။စစ်တပ်အနေနဲ့မင်းတပ်မျိုးကိုလက်လွတ်ရပြီးရဲ့နောက်ပိုင်းဖေဖော်ဝါရီလမှမေလအတွင်း73ကြိမ်တိပုံကျဲတိုက်ခိုက်မှုပြုလုပ်ခဲ့တဲ့အတွက်လူသေဆုံးမှုတွေနေအိမ်ပျက်စီးမှုတွေရှိခဲ့ပြီးဒေသခံပြည်သူများအနေနဲ့လူသားချင်းစာနာမှုအကူအညီများလိုအပ်နေကြောင်းလည်းသိရပါတယ်။ ချင်းပြည်နယ်တောင်ပိုင်းရှိမင်းတပ်မြို့ကိုချင်းပြည်နယ်နောက်ဖွဲမှ2024ဒီဇင်ဘာလတွင်အပိသက်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။